ုနောက်ပိုင်းတိုက်ပွဲတွေဆိုရင်စစ်ကောင်စီကလူရင်အားဗောနောပတ်ဆိုင်ရင်အားအလွန်ကျုံတုံးပြီးတော့မှဟိုတိုက်ပွဲဝင်နေတာကိုတွေ့ရတယ်ဗောနောအဲ့ဒါပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းနေရမိမိအာနာတီမြဲရေးဟိုမိမိကျူးလွန်သောရာဇဝတ်မှုတွေမခံရရေးအတွက်ဘလို့ပဲနိုင်နိုင်နိုင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့သူလောက်တာဗောနောဘလို့မျိုးလဲဆိုတော့အဲ့တော့အစ်ရဲ့သဘောတဘာဝကပတယ်ဆိုင်လာတဲ့အခါဒနာအင်အားအားနေတဲ့သူကနောက်ဆုတ်သွားတာပေါ့ ဲ့တော့ကျွန်တော်တို့ရဲ့ဒနာအင်အားကိုစစ်ကောင်စီကသူများအသက်နဲ့ဖြုံးတာပေါ့ဥမာမင်းတို့ဘလောက်ပြစ်နိုင်လဲပြစ်ပေါ့မင်းတို့ပြစ်လို့ကုန်မဲ့လူဟာငါတို့မှာအစားထိုးဖို့အစင်သစ်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲတိုက်ပွဲဝင်လာတာတွေကိုတွေ့ရတာပေါ့နော်အဲဟို2021 2022ကတိုက်ပွဲဝင်တော့ဆိုအဲ10ရောက် စနေရောက်တိုက်ပွဲတပွဲအဲ့လောက်လောက်တန်းရပြီဆိုသူတို့စက်မတိုးဆုတ်သွားတာတွေပါလိရှိတယ်အခုနောက်ပိုင်းတိုက်ပွဲတွေဆိုအဲ့လိုမဟုတ်၄50 10နဲ့ချီယာကနန်းကတ်တဲ့အထိတဘုံဘုံလဲကြနေတာတောင်မှအဲ့လဲကြနေတဲ့လူတွေကိုထက်နင်းပြီးတော့မှနောက်ကနေတွန်းတင်ပြီးတက်ခိုင်းတဲ့တိုက်ပွဲမျိုးတွေပေါ့အဲ့ဒီကောင်းနေရဟိုအလူခံပြီးပြစ်ကတာဘလောက်ပြစ်နိုင်မှာလဲဆိုတဲ့ပုံစံမျိုးလူနဲ့ရင်းပြီးတော့မှတိုက်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့လူနဲ့ရင်းတဲ့လူတွေကဘယ်သူတွေလဲဆိုကျွန်တော်တို့အခြေခံလူတန်းစားတယ် တိမနာလေလို့ပါတာအဲပါစာဆွဲခံရတဲ့သူတွေအဲပေါ်တာဆွဲခံရတဲ့သူတွေပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကြောက်လွန်အားကြီးလို့နော်ပေါ်တာဆွဲခံရတဲ့သူတွေအဲဒီလူတွေရဲ့ဘဝကိုသူတို့အာနာတင်ငယ်ရေးအတွက်ချနှင်းပြီးတော့ဟိုလောက်တာပေါ့နော်အဲသူတို့ကတော့ကျွန်တော်တို့ပစ္စည်းကုန်ဟိုင်းသူတို့နိုင်မယ်ထင်တာပေါ့တော်လန်ရေးသမားဆိုတာကတော်လန်လူစိတ်မပြောင်းမချင်သူတို့မနိုင်ပါဘူးဟုတ်လား ဘယ်နိုင်မလဲဟုတ်လားကျွန်တော်ဟိုဗတဲ့ရင်ဆိုင်လို့မြရရင်ဟိုချောင်းပြစ်မယ်ဟုတ်လားတဖြည်းဖြည်းတော့တို့အင်အားချိနေသွားမှာပဲဟုတ်လားမြန်မာပြည်မှာအခုဆိုရင်လဲနိုင်ငံထွက်တဲ့သူနဲ့ပြည်တွင်းမှာကြံတဲ့သူကလည်းတော်တော်လေးကိုနည်းပါလာပါပြီအဲ့တော့တို့လည်းဘလောက်သူများသားသမီးတွေကိုခြားကျွေးနိုင်မလဲကျွန်တော်တို့လည်းဘလောက်တော်လန်နိုင်မလဲပေါ့အဲကျင်းသေးတာတစ်ခုကတော့အဲဒီညီကောင်မတွေအနေနဲ့စစ်ကောင်စီက ဆွဲတဲ့ပေါ်တောင်ရှောင်းစီကျင်တယ်ပေါ့ဘာဖြစ်ဆိုအရန်ရက်ဆက်လွန်တယ်ဒီစကားတွေကိုကျွန်တော်ပြောနေတာကစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီရန်ဘတ်ဖြစ်နေလို့ပြောတာမဟုတ်ပါဘူးလူသားတယောက်အနေနဲ့ဟိုဟိုဝမ်းနဲလာလို့ခံစားပြီးတော့ပြောတာပါဘောနော်ဘာဖြစ်လို့စစ်ကောင်စီက Twitter စင်ကျင်မဲ့ဆိုအလောက်ထိရက်ဆက်ရက်တာလဲအလောက်ထိရက်ဆက်ရဲတာလဲဆိုတော့လူသားတယောက်အနေနဲ့ဟိုဝမ်းနဲတဲ့အထိတောင်ဖြစ်ရတာပေါ့နော်